ကလေးမမွေးခင်မှာဘာတွေကြိုပြီးတော့ပြင်ဆင်ထားရမလဲမိမိတို့ကလေးမမွေးခင်မှာပစ္စည်းတွေကြိုဝယ်စုတာပြင်ဆင်တာတွေကိုမလို့သိမှုဆိုတဲ့အယူဆယူထားခဲ့လိုက်လို့ရပြီမိမိတို့ကိုယ်ဝန်ဆောင်တဲ့ကာလတွေကကလေးမွေးဖို့အတွက်ကို အခန်းပြင်ဆင်တာတွေဒီပစ္စည်းကြိုဝယ်တာတွေကိုလုပ်ထားမယ်ဆိုလို့ရှိရင်တော့အဆင်ပြေပါလိမ့်မယ်အထူးသဖြင့်ဒီခွဲမွေးမဲ့မိမိတွေကိုယ်ဝယ်မရှိတဲ့မိမိတွေဆိုလို့ရှိရင် ဈေးဝါဆင်းပြီးတဲ့အခါကျပစ္စည်းတစ်ခုခုလိုရဆိုလို့ရှိရင်တော့ချက်ချင်းသွားပြီးတော့ပပြေးဝင်နိုင်တဲ့အတွက်ကြောင့်မလို့ကျွန်မဒီဗီဒီယိုလေးကိုအရင်ဆုံးလုပ်ပေးရဖြစ်ပါတယ်။ကျွန်မဒီဗီဒီယိုကနေပြီးတော့ကျွန်မအနေနဲ့ဒီကိုယ်ဆောင်တဲ့ချိန်မမွေးခင်မှာဘာတွေကြိုပြီးတော့ဆောင်လဲဆိုတာကိုပြောပြပေးပါမယ်။ဒီဟာကကျမရဲ့ personal taste ဖြစ်တဲ့အတွက်ကြောင့်မလို့တစ်ယောက်နဲ့တစ်ယောက်ကွဲလွဲတာတော့ရှိပါလိမ့်မယ်။အဲဒါကြောင့်မလို့ကျမဘယ်လိုမျိုးပြင်ဆင်ထားရလဲဆိုတာကိုဆက်ပြီးပြပြပေးပါမယ်။ င်္ဂလာပါဒေါက်တာနိုမင်ဘလော့ကနေပြီးတော့ပြန်နေကြိုဆိုလိုက်ပါတယ်ရှင်ဒီဗီဒီယိုလေးမှာမမီတို့အခန်းပြင်ဆင်တာနေပြီးတော့မမွေးဖွားခင်ဒီဘေးပစ္စည်းတွေဆောင်ရမယ်ဆိုတဲ့ခါလေးကိုပါပြောပြပေးသွားပါမယ်ပထမဦးဆုံးနံပါတ်1ဘတ်ပလန်မွေးဖွားမယ့်ကိစ္စကိုပြင်ဆင်ရမယ်ဒီမွေးဖွားမယ့်ကိစ္စကိုပြင်ဆင်ရမယ်ဆိုတာကဒီအပတ်30ကျော်တဲ့ခါကြလို့ရှိရင်ကိုကဘယ်လိုမျိုးမွေးမလဲဆိုတာကိုဆရာဝန်နဲ့စာပြီးတိုင်နေလို့ရပြီ ဟိုမှာရိုးရိုးမွေးမာလာခွဲမွေးမာလာဒီရိုးရိုးမွေးလို့ရှိအနာတတဆေးဖို့အတွက်ဆေးပေးပြီးတော့မွေးမာလာအဲ့လိုမျိုးတွေကိုဆရာဝန်နဲ့တိုင်ပင်ကဆရာတိုင်ပင်ရပါတော့မယ်နောက်ပြီးတော့ရှိရင်ကိုစိတ်ယုံတက်တဲ့အချိန်တွေမှာကိုဘယ်လိုဘယ်သူလူနာဆောင်ပါလဲပြီးရင်ဘူရဝစ္စတွေကိုဘယ်သူဝိုင်းပြီးလုပ်ပေးမှာလဲအလုံးလုံးနေလို့ရှိရင်လည်းအလုံးမှာဒီအလုံးရဲ့ခွင့်ကိစ္စတွေပြီးရင်စေယုံစင်ပြီးတစ်ပတ်နှစ်ပတ်အတွင်းမှာအိမ်မှာဝိုင်းပြီးတော့ဘသူကူလို့ပေးမှာလဲ အမျိုးသားကိုလည်းမွေးပြီးအစောပိုင်းကာလမှာဝါမီကူညီပေးဖို့အတွက်ဆွေးနွေးကြည့်ပါတခုမှထားမှာကဒီကိုဝင်6 9လလောက်ဆိုလို့ရှိရင်အချိန်မွေးဘိုင်းလာနိုင်တဲ့အတွက်ကြောင့်မလို့နည်းနည်းစီကြိုးပြီးတော့ပြင်ဆင်ထားရင်မမှားပါဘူးနံပါတ်1ကတော့ကလေးနေမဲ့နေရာကိုပြင်ဆင်ရမယ်အဲဒီကလေးနေမဲ့နေရာကိုပြင်ဆင်ရတဲ့အခါမှာကလေးကိုကိုယ်နဲ့တူတူတိတ်ပါလားဒါမှမဟုတ်ကော့နဲ့တသက်တိတ်ပါလားအခန်းခွဲတိတ်ပါလားဆိုတော့အချက်တွေနဲ့စဉ်းစားရမယ် ကျမကတော့ကိုနဲ့တူတူပဲတိတ်ပါတယ်အခန်းနဲ့တိတ်အရင်ကြီးမရှိတဲ့အတွက်ကြောင့်မလို့ပြီးတော့ခလေးနဲ့ပို့ပြီးဘောင်တင်လုပ်ချင်တဲ့အတွက်ကြောင့်မလို့အတူတူတိတ်ရိုက်ပါတယ်အခုကျမကတော့ဒါတော့ကျမခလေးထားတဲ့အခန်းပေါ့နော်ကလေးကိုကျမဟိုဘက်တောင်မှထားတယ်ကျမကတော့ချုံယုံနေဆိုရဲအတွက်ကြောင့်မလို့ရင်းကွေးထိုင်လို့လည်းမရဘူးအဲအကြောင်းမလို့ဒီကဒင်းမျိုးနဲ့ကဒင်းဆောင်မှနေပါတယ်ပြီးတော့အခန်းထဲမှာကျမလိုက်ကြရွာတက်ထားတယ်ကလေးကပါဆိုလို့ရှိရင်ဒီ အရင်လင်းနေတဲ့ခါကြောင့်ရှိခလေးကတိတ်အရင်မအိပ်ဘူးအဲအကြောင်းမလို့ကျွန်မလိုက်ကြရင်လည်းတတ်ထားလိုက်တယ်နောက်ပြီးတော့ခလေးအတွက်အဝတ်အစားဓာတ်ဖို့အတွက်အဗီဒီယိုပေါ့နော်ဗီဒီယိုကြိုပြီးတော့ပြင်ဆင်ထားရတယ်အချို့ကြောင့်လည်းအနီးလဲတဲ့နေရာဒိုက်ပါလဲတဲ့နေရာကိုအဲတတ်တတ်ပြင်ဆင်ထားရှိတယ်အဲ့ဒါလည်းဟိုပြင်ဆင်လို့ရပါတယ်ကျမတော့ဒီကရင်ဘေးဆောင်မှာပဲအခွေးချေတခုနဲ့ထိုင်ပြီးတော့ပဲခလေးကိုထိုက်ပါလဲလိုက်တယ်ပေါ့နော်။ကားကတော့ဒီခလေးအဝတ်စားကို ကြိုဆုတယ်ပေါ့နော်ကလေးအသက်ရွယ်လိုက်ဒီ award စာလေးကိုခွဲခွဲပြီးတော့အဲထားတယ်အဓိကက discount ရတဲ့ချိန်လို့ promotion ရတဲ့ချိန်လို့ဆိုလို့ရှိရင်အကျိုးဝယ်ပြီးတော့ဆုထားလိုက်တာပါနံပါတ်3ကတော့ကလေးအတွက်လိုအပ်မဲ့အခြေခံပစ္စည်းတွေကိုဝယ်ပြီးစုဆောင်ထားလို့ရတယ်အာဒီကျမပြောမယ့်အချက်တွေမှာဟိုမမီတို့လိုအပ်မဲ့ထင်တဲ့ဟာတွေကိုပဲယူပြီးတော့စုဆောင်လို့ရတယ်။ကျမကတော့ကျမစုဆောင်တဲ့ PC လေးတွေကိုကြိုးပြီးပြပြထားတာပါ။ ပထမအဆုံးအနီးတွေဝယ်ထားတယ်။ကျမရဲ့သမီးကိုဒိုင်ပါဝတ်ပေးပေးမယ်။ဒိုင်ပါ free period ဆိုတော့ထားပေးရတယ်။အဲ့တော့အဲ့ချိန်မှာသုံးဖို့အတွက်အနီးကိုအထင်း20လောက်ဝယ်ထားတယ်။တကယ်လို့ကိုကဒိုင်ပါမသုံးချင်ဘူးဆိုလို့ရှိရင်တော့အထင်း60လောက်ကတော့ဝယ်ထားမှပဲအဆင်ပြေလိမ့်မယ်။အဲပြီးရင်ကျမကတော့ဒိုင်ပါလေးတွေကြိုးပြီးဝယ်ထားတယ်။ ဒိုင်ပါကိုကျမတော့ကလေးကိုဒီ newborn နဲ့အစပြီးတော့ဝတ်ပေးဖြစ်ပွားလိုက်တယ်ပေါ့နော်ကလေးလည်းညာဘက်ကောင်းကောင်းအိတ်တယ်သူလည်းတတတောင်တတတာနဲ့ဒီ issue ဆိုတာတွေပါတယ်လေသူမနိုးတော့ဘူးပေါ့နော်ဒိုင်ပါကိုဝဲခါမှာကျမအကြံပေးချင်တာကတော့ဒီ newborn diaper ကိုအများကြီးမွေပါနဲ့တထုံတထုံလောက်ဆိုလုံလောက်ပါပြီကြိုးဝဲခြင်းလည်းဆိုလို့ရှိရင်တော့ဒီ0 to 3 months တို့အဲ့လိုမျိုးဒီ doctor ဆင်ဟာကိုပို့ပြီးတော့ကြိုးဝဲပါနော်ဒီကလေးဝတ်စုံလေးတွေအရာဝင်ဝတ်စုံလေးတွေ အဲကျမကတော့ဒီကြိုးချီဖို့စုံကိုနှစုံသုံးစုံတော့ပဲဝယ်တယ်။ကြိုးကိုလည်းမြေအောင်လို့မနေချီရအတွက်ကြောင့်မလို့ကျမအနေနဲ့တော့နှစုံသုံးစုံတော့ပဲအဆင်ပြေလိုက်တယ်။ပြီးရင်ချက်ကြိုးချွေသွားတဲ့အခါကျလို့ရှိရင်လည်းဒီကျေပြီးတက်တွေပါလေကောင်းကောင်းပို့လို့ရပြီတော့ကြောင့်မလို့ဒီကြိုးချီဖို့စုံကိုနှစုံသုံးစုံတော့ပဲဝယ်တယ်။ပြီးရင်ဒီကျေပြီးတက်အင်ဂျင်နဲ့ဘောင်းမီတွေကတော့မမျိုးအဆင်ပြေသလိုဝယ်လို့ရတယ်။ညအိမ်မွန်ပါကတော့ကျမကတော့အစတည်းကဒီ3လ size 0 to 3 months ပေါ့နော်0 to 3 months size ကိုဝယ်ရတယ်။ အဲ့ဒါဆိုရှင်ပေါ့ပေါ့လေးဖြစ်ပြီးတော့ကလေးကဒီချက်ကျိုးနဲ့လည်းမတိုက်မိနေရတော့ကြောင့်မလို့မွေးချင်းအင်ဂျီဝူဝစားတွေကတော့အများကြီးမွေးပါနဲ့တလားလောက်ဆိုရင်သူတို့၃လဆိုက်ကိုကပြောင်းမြုပ်ဘူးလို့ရနေပါပြီနောက်ထပ်ကျမဝယ်စုတာဒီခြေအိတ်လက်အိတ်ကလေးတွေပါဒီချိန်မှာချေးလဲဝင်ဆိုသတိထားမှာကတရေကျိုးတော့တစ်ချက်ဆက်ရလိမ့်မယ်။ဘာလို့လဲဆိုတော့ခလေးတွေအရင်နှုတ်သေးတဲ့အတွက်ကြောင့်မလို့တရေကျိုးကအရင်ရထင်တယ်လို့ပါ။တကယ်လို့တရေကျိုးပဲဝယ်ရအဆင်ပြေမယ်ဆိုလို့ရှိရင်တော့ပွပွလေးသားကျိုးဝယ်ဖို့ဆိုရင်ကြံပေးချင်ပါတယ်။ ဒီ chain link ကတော့ဟာဆောင်တော့ကြိုပြီးတော့စုဆောင်းတာပါဘာလို့လဲဆိုတော့ခလေးနောင်ပိုင်းဒီလက်သေးရှိလာလို့ရှိနေလက်သေးနဲ့ခြေသေးနဲ့ကုန်ပြီးတဲ့အခါကျဒဏ်ရာရမှာဆိုလို့ဒီငါးဆုံစေဆုံးပေါ့လေငါးဆုံကနေစေဆုံးလောက်ထိကိုဝယ်ပြီးတော့စုထားလို့ရပါတယ်ဒီခေါင်းအုံးတို့ဖက်လုံးတို့ပေါ့နော်ခေါင်းအုံးကတော့နှစ်နှစ်ထိတော့တုံးလို့ရတယ်ကျမကတော့ခေါင်းအုံးတော့ဝယ်ထားလိုက်တယ်ခေါင်းအုံးတော့တုံးပေးတယ်ဒီခေါင်းအုံးကိုကျမကတော့ဒီလိုမိုးပေါ့လေအလဲမှာ ဖုမပါတော့တော်တော်များများကောင်းတယ်အဖုလေးပါတယ်ပေါ့လေဒီလိုမျိုးကျမတို့ဒီပပပေါ့လူမှုအပားဟာရေဘေးကခလေးဒီလိမ့်တဲ့ခါကြလို့ရှိရင်နှာခေါင်းမအုပ်မိအောင်ဘေးအကာပေါ့အဲ့လိုမျိုးပါတဲ့ဟာမျိုးလေးကိုတော့ဝယ်ထားတယ်ဖက်လုံးကတော့ကျမထူ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 ကြီးမဝယ်တော့ဘူးပေါ့နော်နောက်ခလေးဆောင်ခလေးဆောင်ရဲ့ချင်းတော်ရဲ့ခလေးဆောင်ကတော့တီရှူးတွေပါဆူတက်တက်တော့ကြောင်းမလို့နှထည့်ဝယ်ထားတယ်ဒါမှတစ်ထည့်နဲ့တစ်ထည့်အပြောင်းလဲလဲလို့ရအောင်ပြီးရင်အုပ်ဆောင်ချင်းတော်လေးပေါ့နော် အဲကျွန်မအတူတူတိတ်တာဖြစ်တဲ့အတွက်ဒီမြင်တဲ့အတိုင်းပဲချင်အောင်မထောင်တော့ဘူးပေါ့အဲချင်တဲ့တိတ်ရိုင်းမရှိတဲ့အတွက်ကြောင့်မလို့အဲ့တော့အုပ်ဆောင်ချင်အောင်လေးတော့နေချင်းပတ်တိတ်ဖို့အတွက်ဆိုပြီးတော့ဝယ်ထားကြိုးဝယ်ထားလိုက်တယ်ကလေးရဲ့ baby care အတွက်ပေါ့နော်ကလေးကို baby ကွက်တက်ပါဝယ်ရဲဆိုလို့ရှိရင်ကျွန်မက baby oil ရဲ့ baby lotion ရဲ့ကိုတော့ကြုံရင်ကြုံသလိုစုဝယ်ထားလိုက်ပါတယ်နောက်တော့ဒါကလေးကြီးရဲ့အထိသုံးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့စုဝယ်ထားလည်းမမှားပါဘူးနောက်ကလေးရဲ့ချိုးမဲ့ပစ္စည်းတွေပေါ့ ကလေးရဲ့ရှိုးတဲ့ပစ္စည်းတွေလည်းအဲ့တိုင်းပဲကလေးရဲ့ body wash တို့ဒီခေါင်းလျှော်ရည်တွေပြီးရင်အဲကျမကတော့ဒီကလေးရဲ့ချိုးတဲ့ကန်လေးတစ်ခုပါဝယ်ထားလိုက်တယ်ဒီညမှာကလေးတို့တည်တံ့ထုတ်ထားတဲ့ရေချိုးဆက်ပြားတွေခေါင်းလျှော်ရည်တွေအဲ့လိုမျိုးတွေဝယ်စုထားလို့ရတယ်ပြီးလို့ရှိရင်ကလေးက အစောပိုင်းရေပက်ပဲတိုက်ရတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးတောင်ပေါ်အသေးလေးဒီကို10ခုတော့ကျွန်မဝယ်ထားတယ်။ဘာဖြစ်လို့ဆိုတော့မမေတို့ကလေးကိုမျက်နှာတက်တဲ့အခါကျရင်လေဒီဂိုးတွေဝက်တီရှိုးတွေနဲ့မလုပ်ဖို့ကျွန်မပြောချင်ပါတယ်။ဒီလေးလေးနဲ့တောင်ဝလေးနဲ့ မျက်နှာတက်ပေးတာတွေပါလေလုပ်ပြီးလို့ရတယ်အာနောက်ပြီးရင်ကျမဂွန်းတုတ်လည်းဝယ်ထားတွေ့လိမ့်မယ်ဒီဂွန်းတုတ်ကကြတော့ခလေးရဲ့ဒီအမြင့်ကြီးတွေကိုတန်ရှင်းဖို့အတွက်ဟိုရှူပေါက်တာလောက်ကတော့ဒီဝက်တီရှူတွေတုံးလို့ရတယ်အဲ့တော့ဝက်တီရှူကိုဝယ်မယ်ဆိုလို့ရှိရင်ဒီ frequency free no alcohol ပါတဲ့ဟာလေးကိုရွေးဝယ်ပါအဲ့ဒါဆိုရင်ခလေးတန်ရှင်းလုပ်တာလည်းအဆင်ပြေသွားပါတယ်နောက်ခလေးဝေးပြီးတာနဲ့ကလေးရဲ့ဒီအမီးတို့ဘာတို့ကိုရှော့ရတာလည်းရှိနေမယ်အဲ့တော့ မမေတို့ကလေးအဝတ်လျှော်ဆက်ပြာရေးကိုလည်းဇူတာဖို့မမေ့ပါနဲ့နောက်တစ်ခုကကြတော့ဒီ note တိုက်မဲ့ပစ္စည်းရေးပေါ့နော်အဲကျမတအိုးတော့ဟာဒီ note သိမ်းမထွက်တဲ့အတွက်ကြောင့်မလို့ကလေးကလည်း note ကောင်းကောင်းမစုတ်တယ်ကျမကလည်း note ကောင်းကောင်းမတိုက်တတ်တဲ့အတွက်ကြောင့်မလို့ဒီ note ကွဲရတယ်ပါလေဖြစ်တတ်တယ်အဲ့တော့တအိုးမမေနေဆိုလို့ရှိရင်တော့ nipple cream လေးကိုတူဆောင်ထားတင်ပါတယ် အဲပြီးတော့ကျွန်မပထမကလေးတော့ no မထွက်တော့ဒီကလေးကြတော့ကျွန်မစိတ်ပူတယ်ပေါ့နော်အဲဒီ no ကို no မထွက်မှဆိုးတဲ့အတွက်ကြောင့်မလို့ဒီကျွန်မကလေးမမွေးခင်မှာပဲကြိုပြီးတော့ pump လုပ်တယ်ဒီဟိုမဆာရှုပ်တာမျိုးတွေလုပ်တယ်ပေါ့နော်မိတို့မိခင်တို့ပဲတိုက်မယ်ဆိုလို့ရှိရင်တော့ဒီ no ညစ်တဲ့ပစ္စည်းကပီးကတစ်ခုခုကိုတော့အဲကြိုဝယ်ထားရင်လည်းဝယ်ထားပေါ့နော်အဲနောက်တစ်ခုရေးကြည့်တာဒီ hand view ပေါ့နော် ဝေကစားရွယ်လေးတွေကအရန်နုနေပါတယ်အဲဒီတော့ဒီကလေးလေးကိုမကင်ခင်မှာဒီလက်ကိုဆက်ပြားနဲ့တေချာစီးပြီးတော့ဒီဟန်းချယ်လေးသုံးပြီးမှပဲအဲကင်ဖို့အတွက်ပြီးရင်ကိုယ့်ရဲ့ဒီဧည့်သည်လေးပါတဲ့အလေလာလို့ရှိရင်လည်းအဲ့ဒီအတိုင်းပဲအဲလုပ်ဖို့အတွက်ကိုအဲပြောပြပေးပါအဲတော့ဒီဟန်းချယ်လေးလည်းစောင့်ထားရင်တော့မမားဘူးပေါ့နော်အဲကလေးကိစ္စပြောတာအဆုံးတော့ရှိပါပြီဆိုတော့ဒီမေမေတို့အတွက်ပြောပြရမယ်နော်ဒီမေမေတို့ဒီမွေးဖွားပြီးတဲ့အချိန်မှာ ဖြစ်နိုင်လို့ရှိရင်ဒီကျေသီးတက်ပေါ့လေကျေသီးတက်အင်ဂျီမျိုးအဲ့ဒါမျိုးကိုအဲငါးစုံလောက်ရှိနေရင်အဆင်ပြေတယ်ဒါမှဒီ note တိုက်တဲ့အခါမှာလည်းအဆင်ပြေပါတယ်ကျမကတော့ဒီ note တိုက် body လေးလေးနဲ့လေးငါးစုံလောက်ဝယ်ထားတယ်နောက်ပြီးရင်ဒီအောက်မှာခံတဲ့အခင်းတို့ပြီးရင်အမီနီတဲ့ type ပါတွေနောက်ပြီးတော့ note pad တွေအဲ့လိုမျိုးတွေလည်းဝယ်ထားတယ်ကဲနောက်ပြီးတော့အနာတတစီတဲ့ ပစ္စည်းလေးတွေစုထားလို့ရရတယ်ခွဲဝေးတဲ့မိမိတွေဆိုလို့ရှိရင်ဒီချိုယိုနာကပထမနှစ်ပတ်လောက်ထိကိုတော်တော်လာပါတယ်အဲဒီတော့မိမိတို့ဒီလိုမျိုးနားလို့ရှိရင်တောင်းရမယ့်ဆေးတွေပြီးွားလို့ရှိရင်အာဒီနားတဲ့နေရာကိုနည်းနည်းပေါ့လေပရက်ရှာလေးတစ်ခုရအောင်ဆိုပြီးတော့ဘိုက်စီးလေးစီးတာမျိုးတွေအဲ့လိုမျိုးလုပ်လို့ရပါတယ်နောက်ဆုံးတစ်ခုကတော့အရေးမကြီးလို့ထင်ပေမဲ့ကျွန်မတို့တော့အရေးကြီးပါတယ်ဘာလို့လဲဆိုတော့အမေတို့တိုက်တဲ့အတွက်ကြောင့်မလို့ဒီကလေးမိတဲ့အရန်ပိုက်စားပါတယ် အဲ့တော့စားစရာတွေကိုခလေးမမွေးရင်ဒီဆေးကိုမသွားခင်မှာကြိုပြီးတော့ရေခဲတက်တာအပြည့်ဖြည့်ခဲ့ပါပြီးွားရှင်ဟိုကိုညာဘက်တွေပါတယ်နိုးနိုးတိုက်လို့ရှင်ဗိုက်စာမဲ့အစားအသောက်တွေကိုလည်းကြိုပြီးတော့ဝယ်ထားပြီးတော့ဖြည့်ခဲ့လို့ရပါတယ်အဲ့ဒါကတချင်အကျိုးရှိတာပါလိမ့်မယ်ကျမပြောရတဲ့ပစ္စည်းတွေလည်းစုံတလောက်ရှိသွားပြီးလေးတွက်ကောအမေတွက်ကော ပြီးတော့ခလေးနေမဲ့အခန်းတွက်ပါပြောပြီးွားပြီးဆိုတော့အရေးကြီးဆုံးကျမပြောချင်တာကစိတ်မဖြစ်စီပါနဲ့ဖြည်းဖြည်းနဲ့ဖြည်းဖြည်းချင်းစုပါ အဲ့တော့ပစ္စည်းတွေအကုန်လုံးဝယ်ခြင်းစရာလေးတွေဖြစ်နေတဲ့ကိုနဲ့ကိုက်နေတဲ့ပစ္စည်းကိုရွေးပြီးတော့ဝယ်လို့ရပါတယ်။နောက်ဗီဒီယိုတွေမှာကျွန်မစေးရုံအိမ်ပြင်တဲ့ကိစ္စကိုပြောပြမယ်။ဘာဖြစ်လို့ဆိုတော့ကျွန်မဒီဗီဒီယိုအရင်ပြောရတဲ့အကြောင်းရင်းကကိုကဒီပစ္စည်းတွေကိုဂျိုးပြီးဝယ်စုထားဖြစ်တယ်ဆိုလို့ရှိရင်စေးရုံအိမ်ထည့်ရတာလည်းမပင်ပန်းမတော့ဘူးပေါ့နော်။ဒီဟာလေးတွေရှိတဲ့ဟာလေးတွေကိုကောက်ပြီးထည့်လိုက်ရုံပဲ။အားလုံးပဲကျွန်မပြောရတဲ့မှာလိုရတာရှိရင်လည်းဝယ်ပြီးတော့ဆွေးနွေးပြီးလို့ရပါတယ်။ အဲဒီလိုမျိုးမိခင်တဲ့ကလေးကျမ်းမာရေခလေးကျမ်းမာရေအမျိုးသမီးကျမ်းမာရေဒီကိုမဆောင်ကျမ်းမာရေကိစ္စတွေကိုသိချင်တဲ့ဆိုလို့ရှိရင်တော့ကျမရဲ့ channel လေးကို follow လုပ် subscribe လုပ်ထားလို့ရပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်